ရဲ့ဒီလိုအခြေဒီမှာသူနံပါတ်၄ခွက်ပါပါတယ်အဲ့တော့ခွန်၈၁၂၆၅၄၃အဲ့လိုနံပါတ်ကလေးတွေပါပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီရယ်လေးလေးကိုဒီမှာထိုးဆိုင်လိုက်တာနဲ့သူ့နဲ့ဆက်သွယ်မဲ့နံပါတ်ကလေးတွေဒီမှာပါမယ်ဒီမှာဝါဂျိုးလေးတွေအလိုက်တဲ့ထိုးထက်တဲ့အပိုင်းလေးတွေရှိပါတယ်တို့အတွက်ကြောင့်ကျွန်တော်တို့ဒီရယ်လေးတစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင် really အတားမဲ့အနေထားမှာ normal open normal open မှာကြည့်လိုက်ပါ၈နဲ့၅နဲ့ကမျက်စိမသွင်းတဲ့အချိန်မှာ open ပွင့်နေတယ်တဲ့မျက်စိမသွင်းတဲ့အချိန်မှာကြည့်လိုက်အဲ့တော့ဒီမှာဆက်ထားတယ်နံပါတ်နံပါတ်၈တာမန်နေထားမှာနံပါတ်၈ကိုမျက်စိဝင်နေထားပါစို့ဒီနံပါတ်၈ကသွားတဲ့ပင်လေးကဒီလိုစောင်းထားတဲ့အတွက်ကြောင့်နံပါတ်၅နဲ့ချိန်ထားတယ်တို့အတွက်ကြောင့်ကျွန်တော်တို့ကမျက်စိကိုဒီ relay ကို text ကိုပေးလိုက်တာ ਨੇ ဒီမြားလေးอ่ะဒီဘက်ကိုစန့်ကျင်ဘက်လာရဘက်ကိုသွားမယ်ဒီမြားလေးอ่ะလည်းဒီဘက်ကိုစန့်ကျင်ဘက်ကိုသွားရမယ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ AC ပဲဖြစ်ဖြစ် DC ပဲဖြစ်ဖြစ်နှစ်နဲ့ခုနှစ်ကိုပါဝါကျူးလိုက်လို့ရှိရင်ရှစ်ကကွန်ဒရှင်က6ကိုသွားမယ်6ကိုသွားမယ်အတွက်ကြောင့်ကျွန်တော်တို့က6နဲ့6နဲ့ကဒီမှာ normal မှာ close ဖြစ်မယ်ပါဝါကျင်းလိုက်တဲ့အချိန်ကျရင် condition ဖြစ်သွားမှာအဲ့တော့သူတို့ကဒီ relay တွေကိုတိဆောက်တဲ့အချိန်မှာဒီ က်ယုံကလာတဲ့ဟာပေါ့နော်ကိုတာမန်ရလေးတွေကြည့်လိုက်လို့ရှိရင်သူက normal အခြေအနေကိုပဲပြပါတယ်အဲ့တော့ normal မှာ open normal မှာ close ဆိုပြတယ်ကျွန်တော်တို့ကပြည့်စစ်သွင်းလိုက်တဲ့အချိန်ကြလို့ရှိရင်8နဲ့9နဲ့က normal မှာသူက open ဖြစ်နေတယ် normal open 8နဲ့9နဲ့အဲ့တော့ပြည့်စစ်သွင်းလိုက်တဲ့အချိန်ကျရင်8က6ကိုပြေးကတ်မယ် tax ဆိုပြေးကတ်မယ်ဒီဘက်က1ကလည်း3ကိုပြေးကတ်လို့ရှိရင်8နဲ့9နဲ့က off ဖြစ်သွားပါပြီအဲ့တော့၈နဲ့၅နဲ့က off ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့က normal မှာ open ပြက်စစ်တွင်းလိုက်တဲ့အချိန်မှာ၈နဲ့၅နဲ့က off ဖြစ်သွားပြီဒီမှာ၈နဲ့၅နဲ့ off ဖြစ်သွားပြီပြက်စီးမဝင်တော့ဘူး၁နဲ့၄နဲ့ကြည့်လိုက်၁နဲ့၄နဲ့က off ဖြစ်သွားပြီအဲ့တော့ပြက်စစ်တွင်းလိုက်တဲ့အချိန်ကျရင်ဒီ connection လေးကတိကတိပြက်စီးဝင်လို့ရှိရင်ပြက်စစ်တွင်းလာနဲ့ box ကိုဒီဘက်ကဝင်စန့်ကျင်ဘက်ကိုသွားပြီး သွားတဲ့အတွက်ကြောင့်1နဲ့3နဲ့ connection ဖြစ်သွားတဲ့ကြောင့်1နဲ့4က off ဖြစ်သွားပြီအဲ့တော့ကြောင့်ဒီမှာခြေနှားကကြည့်တယ် ES က bug ဆိုဝင်လိုက်တာ ਨੇ ရှင်းနဲ့5က connection ရှိတယ် bug ဆိုဝင်တဲ့ရှင်းနဲ့6ကဆက်သွားပြီအာရှင်းနဲ့6က bug ဆိုဆက်သွားပြီဆက်သွားတဲ့ကြောင့်ဒီမှာ on သွားပြီဒီမှာလည်း on သွားပြီဒါကတော့ relay တစ်လုံးရဲ့အခြေခံပေါ့နော်ဒီရလေးတွေကတော့သိရမယ်အဲ့တော့ကျွန်တော်တို့ relay တွေက ။များသောအားဖြင့်8ပင်လာတယ်11ပင်လာတယ်40ပင်လာတယ် line တွေပေါ့နော်အများအများကြီးလာကြပါတယ် relay တွေအမျိုးမျိုးလာကြတယ် mechanic connector လေးလည်းလာပါတယ်အဲ့တော့ကျွန်တော်တို့တာမန်သိထားမှာ NO နဲ့ NC ကိုသိရမယ် NO ဆိုတာ normally open NC ဆိုတာ normally close ဒီဟာလေးတွေသိလို့ရှိရင်ကျွန်တော်တို့ဂျန်နဲ့လျှက်စစ်အပိုင်းတွေကိုအဆင်မြင်တာလေးတွေလိုက်ပြီးလေ့လာလို့ရပါတယ် ဒီအပိုင်းကတော့ဒါအိပ်ပင်ဖြစ်ပါတယ်အဲ့တော့ဒီငုတ်ကလေးတွေက connection ဘယ်လိုလုပ်တာဆိုတော့အဲ့ relief ဝင်လိုက်ရင်ဘူးလေးတွေမှာလိုက်ကြည့်လို့ရှိရင်လည်းရပါတယ် connection လေးပထမအအောင်ဆုံးဒီလိုလေးပြထားလို့ရှိရင်ဒါ connective ဖြစ်နေတယ်လျှက်စစ်တွေးတာနဲ့ဒီဘက်ကိုပြေးကတ်မယ်ဒီဘက်ကလည်းလျှက်စစ်တွေးတာဒီဘက်ကိုပြေးလိုက်မယ်ဒီ relief တစ်ခုဟာဆိုလို့ရှိရင်ကျွန်တော်တို့ကခလုတ်နှစ်ခုကိုအုံလို့ရတယ်ပိတ်လို့ရတယ်ဖွင့်လို့ရတယ်ပိတ်လို့ရတယ်ဖွင့်လို့ရတယ်အဲ့တော့ဒီဘက်က line တစ်ခုဒီမှာဒီ line ကို ခွဲထားလိုက်လို့ရင်ဒီဘက်က channel 1တခုဒီဘက်က channel 2တခု line တခုခွဲပြီးတော့သုံးလို့ရပါတယ်ဒါကတော့အိပ်ပင် relay တိဆောက်တဲ့အခြေခံအကြောင်းတရားဖြစ်ပါတယ်နောက် video တွေမှာလည်းကျွန်တော်ဘဝတုဒ္ဒဖြစ်ဖွယ်ရာတွေကိုမျှဝေပြီးတော့မှာ